။ AB လာအတွင်းမှာလည်းမုံတိုင်းနေဖြစ်ပြီးမီးလောင်မှုတွေပါဆက်ဖြစ်မယ်လို့ပြောလိုက်တယ်။ထိုင်းကအကြမ်းမြင်စရာမှာရန်ကုန်ဆယ်လီနျူပရိသတ်များအားလုံးပဲမင်္ဂလာပါရှင်။ပရိသတ်များရှင်မလ28ရက်ကဖြစ်ပွားခဲ့တဲ့ငလင်းကြောင့်လက်ရှိအချိန်ထိတည်ဆုံးသူဦးရေဟာ4000နီးပါးရှိလာခဲ့တာဖြစ်ပြီးတရားရရှိသူဦးရေကလည်း9000ကျော်ရှိနေကြတာဖြစ်ပါတယ်။ဒီကနေ့ဒီချိန်ဒီအသက်ရှင်နေတဲ့သူတွေရှိရဆိုရင်စိတ်တွေနဲ့ရှာဖွေနေတဲ့သူတွေရှိသလို့ တည်ဆုံသွားတဲ့လူတွေများပြားလွန်လာကြောင်းဓာတ်ပေါ်ရီရှာဖွေရတဲ့ကိစ္စတွေကိုလည်းလှုပ်ဆောင်နေရပါတယ်။ငလင်စဖြစ်ခါစားမှာတော့ကင်ဆယ်ရေးလုပ်ငန်းတွေကိုစတိုက်ဆိုတလို့လုပ်ခဲ့ပြီးမယ်လက်ရှိအချိန်မှာတော့ကင်ဆယ်ရေးထက်တိုက်တွေပြန်လည်ဖြူချတာတွေကိုလှုပ်ဆောင်နေရတာဖြစ်ပြီးဓာတ်ပေါ်ရီကိုပဲရှာဖွေနေကြတယ်လို့သိရှိထားရပါတယ်။အခုလိုမြန်မာနိုင်ငံမှာမတင်မတ်ပင်ငလင်တန်းကြောင်းစူးစူးရွာရွာပြည့်စည်ပြီး တေဆုံထိခိုက်မှုတွေများစွာဖြစ်တော့မယ်ဆိုတာကိုထိုင်းကအကြမ်းမြင်စီယာမာကလွန်ခဲ့တဲ့3လလောက်ခရဲကကြိုသိခဲ့တယ်လို့အင်တာဗျူးတစ်ခုမှာပြောပြလာခဲ့ပါတယ်ဒီကောင်လှုပ်သွားတဲ့ငလင်းမှာသကိုင်းတိုင်းမန္တလေးနဲ့ဤပြည်တော်တို့မှာတင်းဆုံပြောင်းဆုံမှုဥယျာဉ်များစွာရှိခဲ့ပြီးတိုက်တာအဆောင်ကြီးများစွာပြိုကျပျက်စီးခဲ့တာကြောင့်နေမြင်ညပြဆိုတဲ့သဘောတရားကိုလူတွေကလက်ရှိသိမြင်ခံစားလိုက်ရတယ်လို့ဖြစ်သွားခဲ့ရတာပါ ။ထိုင်းကအကြမြင်ဆရာမကတော့သူကမြန်မာပြည်မှာသူမရဲ့အာယုန်ထဲမှာပြီးခဲ့တဲ့၃လလောက်ခရေကမြန်မာနိုင်ငံမှာငလင်းလှုပ်ခတ်မှုဖြစ်ပွားမယ်ဆိုတာကြိုသိနေကြောင်းတခြားသူတွေကိုမပြောရတာကြောင့်ထုတ်ပေါ်မပြောပြခဲ့ဘူးလို့သူကဆိုပါတယ်။အဲ့ဒီအကြမြင်ဆရာမကထိုင်းလူမှုကွန်ရက်အသုံးပြုသူတွေကြားမှာလည်းလူသိများထင်ရှားတဲ့သူတအုပ်ဖြစ်ပါတယ်။ဒါအပြင်လက်ရှိအချိန်မှာဆိုရင်လေမြန်မာပြည်မှာ DAP လာတဲ့မှာပဲမုံတိုင်းတွေကြီးကြီးမားမားဖြစ်လာလိမ့်ဦးမယ်လို့သူကစက်ပြီးပြောပြထားပါတယ်။မုံတိုင်းတွေဖြစ်ပြီးသွားရင်မိတွေလည်းအကြီးအကျယ်ထက်လာအောင်မှာပါလို့ဟ ောပြောခဲ့ပါသေးတယ်။သူရဲ့ဟောပြောချက်တွေရာကြောက်စရာကောင်းနေတာကြောင့်ပြည်သက်တွေကလက်မခံကျင်ကြပါဘူး။မိုးလေဝသနဲ့ဇလားပေတာညွန့်ကြားမှုဦးစီးဌာနကဆိုရင်လေဒီရက်ပိုင်းမှာမုန်တိုင်းထွက်ဝင်လာဖို့ရှိတာကြောင့်ရန်ကုန်လိုနေရာမျိုးတွေအရာရီတိုင်းဒေသကြီးနဲ့ရခိုင်ကမ်းရိုးနယ်တစ်လျှောက်မှာဂယုပြုနေထိုင်ကြဖို့ပြောပြထားခဲ့ပါတယ်ဒီတစ်ခါမုန်တိုင်းဖြစ်ရင်ရေတက်တဲ့နှုန်းကအရင်ထက်၃ဆဖြစ်နိုင်တာဖြစ်တဲ့အတွက်အားလုံးဂယုဆိုင်ကြဖို့တာမန်ရှိ ကြီးနေတဲ့အချိန်မှာကိုအင်ကတထက်မြုပ်တယ်ဆိုရင်အခုတစ်ခေါက်ရှည်ချင်းရင်သုံးတက်လောက်မြုပ်နိုင်တဲ့အနေထားထိဖြစ်တာကြောင့်မိဘပြည်သူတွေအနေနဲ့မိမိတို့အတွက်ဘေးလွတ်ရာတွေကိုကြိုတင်ပြီးတော့ရှောင်ရှားပြီးနေထိုင်ကြဖို့လည်းထုတ်ပြန်ချက်တွေဖော်ပြထားပါတယ်။အားလုံးကလည်းငလျင်ပြီးနဲ့မပြီးသေးခင်မှာမုံတိုင်းထက်လာမယ်ဆိုလို့ကြောက်ရွံ့နေတာရှိသလိုထိုင်းပြည်နဲ့ဆီယမ်မရဲ့ဟောကြားချက်ကိုမှန်သွားမှမျိုးကိုလည်းကြောက်ရွံ့နေတာပါ။ ပရိသတ်ကြီးအနေနဲ့ရောထိုင်းပြည်ရင်ဆီမှာဟောကြားတဲ့ဟောကြားချက်တွေကမှန်နိုင်ခြေရှိရလို့ထင်လားနောက်ပြီးမုံတိုင်းတတိပီချက်နဲ့ပတ်သက်ပြီးရောလေပရိသတ်တွေအနေနဲ့ခရီးပြူရှောင်ရှားနေထိုင်ကြဖို့ကျမတို့ channel ကနေအသိပေးတင်ဆက်ပေးလိုက်ရပါရဲ့ရှင်